နာရှင်ကိုတော်လန်ရမှာတက်ကုံရွက်ကုံလွှင်ဖို့တာကတာများရန်ကုန်ကိုဖျက်သိမ်းပြီးចောင်းသားတအုပ်ကိုတီထောင်ခဲ့တယ်လို့ចောင်းသားလယုံတက်တော်ရဲ့ဗဟိုကော်မတီဝင်ကိုမင်းဟန်တက်က MP ကိုပြောပါရယ်။ကိုစားပြုထားတဲ့ចောင်းသားတို့နဲ့ဝေးကွာလာတယ်လို့ចောင်းသားတို့ကိုစားပြုမှုကိုကင်ဆွဲကဆက်လက်မလုပ်နိုင်တဲ့နာကြောင့်တာကတာများရန်ကုန်အဖွဲ့အစည်းကိုဖျက်သိမ်းပြီးနောက်တရက်မှာပဲចောင်းသားတအုပ်ကိုဖွဲ့စည်းလိုက်တာပါ။ တက္ကသမြန်ရန်ကုန်ဟာဒါအစင်အစင်သမပြတ်ဒါအကြောင်းသားလေယုံတက်တော်ကိုနိုင်ငံဦးဆောင်မှုပေးပြီးတော့ဒါမွေးထုတ်ခဲ့တယ်။အကြောင်းသားလေယုံတက်တော်ဟာလည်းအတိုင်းအတာတစ်ခုထိဒါအခုချိန်မှာအရွယ်ရောက်လာပြီပေါ့နော်အရွယ်ရောက်လာပြီတိုက်ပွဲဝင်နိုင်တဲ့အချိန်အဲတခုမှရှိလာပြီဆိုတော့အဲ့လိုအချိန်မျိုးမှာကျွန်တော်လက်ရှိနိုင်ငံရေးအချိန်တော်လှန်ရေးအချိန်တောင်းဆိုချက်အရကျွန်တော်တို့ရာအကြောင်းသားတမကတရက်ကနေပြီးတော့တော်လှန်ရေးလက်နက်ကိုင်းအဖွဲ့အစည်းတစ်ခုကိုနိုင်ငံဦးဆောင်မှုပေးချက်ထပ်ပို့ပြီးတော့တက်ကုံရွက်ကုံဖွင့်လို့ရမယ်နိုင်ငံရေးအဖွဲ့အစည်းတရက်က တက်နှက်ကင်တော်နိုင်တဲ့တူနိုင်ငံဦးဆောင်မှုပေးဖို့လိုလာတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကကျောင်းသားလေယုံတက်တော်အနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှင်သူကဒီတာဂတ်တာများရန်ကုန်ရဲ့နိုင်ငံရေးဦးဆောင်မှုမဟုတ်တော့ပဲခြားသောကျောင်းသားတက်ဦးတစ်ခုရဲ့နိုင်ငံရေးဦးဆောင်မှုကိုယူဖို့အတွက်ကျွန်တော်တို့ပြင်ဆင်တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တာဂတ်တာများရန်ကုန်ကျွန်တော်ဖြတ်သိမ်းပြီးတော့ပို့ပြီးတော့နိုင်ငံရေးအရာတက်ကုန်ရွက်ကုန်လွှင့်လို့ရမယ်ကျောင်းသားတက်ဦးတစ်ခုကျွန်တော်တို့တည်ဆောက်ဖို့ဖြစ်ပါတယ် တာကတာများရန်ကုန်ကိုဖျက်သိမ်းတာနဲ့နိုင်ငံရေးဥဆောင်မှုလွှဲပြောင်းကြောင်းကိုပြီးခဲ့တဲ့မတ်လ21ရက်ကကျင်းပခဲ့တဲ့တာကတာများရန်ကုန်ရဲ့အရေးပေါ်ညီလာခံမှာဆုံးဖြတ်ခဲ့တာဖြစ်ပြီးចောင်းသားတအူကိုအခြေခံမူဝါဒ၅ချက်နဲ့ဖွဲ့စည်းတာဖြစ်တယ်လို့သိရပါတယ်။ဆရာနာရှင်စနစ်တိုက်ဖျက်ရေးဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုယ်ကံကြမ္မာကိုဖန်ကြီးခွင့်ရရှိရေးလူသားအခွင့်အရေးနဲ့နိုင်ငံတော်သိပေါ်ပေါက်ရေးတို့အတွက်ចောင်းသားတအူကိုတည်ထောင်လိုက်တာဖြစ်ပြီးလူတို့ရဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုအားပေးမြင့်တင်ကအဖိနိခံလူသားတွေအတွက်ရည်တည်တဲ့တပ်ဦးဖြစ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါဗျ။ကျောင်းသားလယုံတက်တော်အနေနဲ့အာနာရှင်ပြုတ်ကြရင်မှာအရခတက်တော်နဲ့အတူတိုက်ပွဲတွေဝင်နေတယ်လို့တက်ကိုတက်တခုနဲ့တူအောင်ဖွဲ့စည်းနေတာကြောင့်ကျောင်းသားတွေအနေနဲ့အခက်အခဲတွေကိုကျော်လွှားနိုင်မယ်ဆိုတာယုံကြည်တယ်လို့ရခိုင်ပြည်ကျောင်းသားတက်မကရဲရဲဘော်ဟောင်းကိုဦးတန်နိုင်ကပြောပါတယ်အော် SAF အနေနဲ့ဆိုရင် လက်ရှိအရခတက်တော်နဲ့တူပေါ့နော်ဒီ တိုက်ပွဲတွေအဲမအများကြီးပါဝင်လောက်ကဆောင်ရွက်နေတာရှိတယ်အဲဆိုတော့သူတို့အနေနဲ့လက်ရှိအချိန်အနေထားမှာမြင်ရတာကတော့ဒီအတဲကိုပေါ့နော်တဲနဲ့တူအောင်သူတို့စနိုက်တကြဖွေးစေဖွေးစေပြီးတော့အာတွန်းနေတယ်လို့ပဲကျွန်တော်တို့အနေနဲ့မြင်နေပေါ့နော်ဆိုတော့ဒါကဒီပြည်သူလူထုတရေလုံး အလိုရှိတဲ့ဒီကြောက်သားထုတခုလုံးအလိုရှိတဲ့ဒီစိရနာရှင်အဲပြုတ်ချရေးကိုသူတို့အနေနဲ့အဲ ကျုပ်ပန်းဆောင်ဝဲနေတာရှိတယ်ဒီတွေကြောင့်မှလည်းအခက်အခဲတွေရှိမယ်စင်ခွာမှုတွေအများကြီးရှိမယ်ဒါပေမဲ့ဒီကြောက်သားတွေအနေနဲ့တော့အာဒီလူငယ်လေးဖြစ်တဲ့ဆိုတော့လေအဲအများကြီးသူတို့အနေနဲ့ကြွဒီအခက်အခဲတွေကိုကြွာလွန်နိုင်မယ်လို့မြင်နေပြဟုတ်ကဲ့ တကသားများရန်ကုန်ကိုဖျက်သိမ်းပြီးနောက်အစ်စ်ပြန်လည်တီထောင်လိုက်တဲ့ចောင်းသားတအူဟာစစ်အုပ်စုစစ်ဆိုရစစ်ဘူရိုကရက်ရန်တရားဆိုတဲ့စစ်သုံးစစ်ကိုတိုက်ဖြတ်ဖို့လူထုကိုကာကွယ်ဆောင်ရှောက်ဖို့ចောင်းသားတော်လည်ရင်အားစုတွေကိုစူးစီးဖို့ဆိုတဲ့အချက်တွေအတွက်တာဝန်ထမ်းဆောင်တာဖြစ်တယ်လို့ဆိုပါတယ် ဒါအပြင်နိုင်ငံရေးစီးရေးလုပ်ငန်းတွေမှာအောင်မြင်ဖို့မိမိကံကြမ္မာကိုမိမိဖန်တီးခွင့်ရဖို့ကြိုးပမ်းနေတဲ့အဖိနိကံလူသားအလုံးနဲ့မဟာမိတ်ပြုတိုက်ဝဲဝင်ဖို့အပြင်နိုင်ငံတော်တည်တည်ဆောက်ရေးကိုအားပေးကူညီဖို့ဆိုတဲ့အချက်၆ချက်ကိုတာဝန်တရအနေနဲ့ထမ်းဆောင်မှာဖြစ်တယ်လို့သိရပါတယ်။တက္ကသမြန်ရန်ကုန်အနေနဲ့ကျွန်တော်တို့တွေဟာတော်လန်တိုက်ပွဲဝင်ခဲ့ကြတဲ့အချိန်တွေကကျွန်တော်တို့ရဲ့အဲမူဝါဒတွေအဲအတွေးခေါ်တွေ စိတ်ဓာတ်တွေအဲ့ဒီဟာကိုကျွန်တော်တို့ဆက်ပြီးတော့ဖွဲ့စည်းတိစောက်သွားမယ်။အကြောင်းသားတက်ဦးကိုကျွန်တော်လက်ဆင့်ကမ်းသွားမှာဖြစ်တယ်။တကယ်တမ်းလဲဒါအကြောင်းသားလေယုံတက်တော်ဦးနိုင်ငံကြီးဥဆောင်ပေးမဲ့တာဝန်ရောဒါ ASU ကနေပြီးတော့ဒါကျွန်တော်တို့ဒါခုံပြောင်းပေးအပ်လိုက်တဲ့တာဝန်တွေရောဒါအကြောင်းသားတက်ဦးအကြောင်းသားလေယုံတက်တော်ကနေဆက်ပြီးတော့ဒါတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေအနေနဲ့တော်လန်ရေးခင်းချမ်းကိုဖျက်ချော်ရတာဟာမလွယ်ကူလှပင်မဲ့အာနာရှင်တော်လန်ရေးလေးနှစ်ကျော်ကာလမှာထိုက်တဲ့နဲ့အောင်မြင်မှုတွေရခဲ့တယ်လို့တော်လန်ရေးရဲ့အနာဂတ်ကိုမြင်နေရပြီဖြစ်ပြီးလှုပ်ဆောင်ချက်တွေဟာအခြေအနေမဖြစ်ခဲ့ဘူးလို့လည်းသိရပါဗျာ။